ကျွန်တော်တို့သုံးနေတဲ့ကွန်ပျူတာဖုန်းအင်တာနက်ဆာဗာတွေရဲ့အဓိကအခြေခံဟာ memory နဲ့ storage ပါပဲခင်ဗျာဒီကဏ္ဍမှာကမ္ဘာထိပ်တန်းကနေဥဆောင်နေတဲ့ကုမ္ပဏီကတော့ Micron Technology ပါပဲ Micron ရဲ့လုပ်ငန်းဟာဒီပညာလောကရဲ့နှလုံးသားဖြစ်တဲ့ data mat ညံပိုင်းမှာအဓိကထားပါတယ် AI kit ကိုသူတို့ဘလို့ဥဆောင်နေတယ်လဲဆိုတာကြည့်အောင်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မောင်ပြားပါဒီ financial stability channel ကိုလာရောက်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ ဒီနေ့ဗီဒီယိုမှာတော့ Micron Technology MU AIKE Memory နဲ့ Storage ပေးသွင်းသူအကြောင်းအရာကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်။ Micron ရဲ့ယင်းနှမြုပ်နှမှုတွေဟာ Memory နည်းပညာတွေတိုးတက်ဖို့နဲ့ဈေးကွက်ဝေစုကိုထိန်းသိမ်းဖို့အထူးကထားပါတယ်။ DRAM ဒါဟာမြန်နုံမင်း data ကိုယာယီဒင်းစေးတဲ့ chip တွေပါ။ကွန်ပျူတာဖုန်းအင်တာနက်ဆာဗာတွေရဲ့လုံဆောင်ချက်စွမ်းဆောင်ရည်ကို မြင့်တင်ပေးပါလိမ့်။ NAND Flash Memory ဒေတာကိုအချင်းကြာကြာတင်းစေးပြီး ပါဝါပိတ်လိုက်လည်းမပြတ်စေးရဲ့ chip တွေပါကျွန်တော်တို့ရဲ့ SSD တွေနဲ့ phone storage တွေမှာအသုံးပြုကြပါတယ် HBM ဒါကတော့ Micron ရဲ့လက်ရှိအရှင်အဟုန်လာပဲ AI လုပ်ငန်းတွေနဲ့ super computer တွေအတွက်အထူးထုတ်ထားတဲ့အလွန်မြန်တဲ့ DRAM အမျိုးအစားဖြစ်ပြီး Nvidia ရဲ့ GPU တွေလို AI chip တွေအတွက်မရှိမဖြစ်လိုအပ်ပါတယ် Micron ရဲ့စီးပွားရေးသမိုင်းကြောင်းမှာတတိထားရမှာကတော့ memory cycle လို့ခေါ်တဲ့အသက်အကြာတန်တရာပါပဲအသက်အကြာ DRAM နဲ့ NAND ဈေးကွာထားဝယ်လိုအားနဲ့ရောင်းလိုအားပေါ်မှာမူတည်ပြီးဈေးနှုန်းတွေအသက်အကျပြင်းထန်လေးရှိပါတယ်။ဝယ်လိုအားများရင်အငက်များပြီး over supply PE ဈေးနှုန်းချဆင်းတတ်ပါတယ်။လက်ရှိအခြေအနေဒါပေမဲ့လက်ရှိမှာ Micron ဟာ AI မှမောင်းနှင်တော့တိုးတက်ကာလကိုဖျက်ဆီးနေပါတယ်။ HBM လိုနီးပညာမြင့်ထောက်လုပ်ပုံတွေရဲ့ဝယ်လိုအားဟာစမ်းချိန်တင်မြင့်တက်လာခဲ့ပြီးဝင်ငွေနဲ့အမြတ်အစွမ်းတွေကိုပြန်လည်မြင့်မားလာစေခဲ့ပါတယ်။ Micron ရဲ့အားသာချက်များနဲ့အားနည်းချက်များဖြစ်ပြီး Micron ရဲ့အားသာချက်များကတော့ဤပညာခေါင်းဆောင်မှုပါ Micron ဟာ Samsung နဲ့ SK Hynix တို့နဲ့အတူ memory ဤပညာတွေမှာထိပ်တန်းကုမ္ပဏီတွေထဲမှာပါဝင်ပါတယ် AI အတွက်အရေးပါတဲ့ HPM ဤပညာမှာအခိုင်အငန့်ကြီးကနေပါဝင်နေပါတယ်ဈေးကွက်ဝိစုထဲမှာရေးချင်းကဟာ data center mobile PC automotive lot ရဲ့ဈေးကွက်များစွာကိုဖြန့်ကျက်ထားတာကြောင့်ဈေးကွက်တစ်ခုတည်းရဲ့အန်တရာယ်ကနေလွှတ်ချပေးပါတယ် အားနည်းချက်တွေကတော့စီးပွားရေးတန်တရားဖြစ်ပြီးဝဲလူအားကြော့ဆင်ရင်အမျက်အစွမ်းကိုပြင်းထန်စွာထိကိုက်စေနိုင်ပါတယ်။ပထဝီနိုင်ငံကြီးအန်ဒီယားကတော့ကပားလုံးဆိုင်ရာ supply chain မှာပါဝင်တဲ့အတွက် American တရုတ်ကုန်ရေးတည်ပင်းပထတိခတ်တွေကဲသို့သောနိုင်ငံရဲ့ပိုင်းဆိုင်ရာစီရင်ခုံမှုတွေရဲ့ချိန်ချောင်မှုကိုခိုင်ဟတ်တတ်ပါတယ်။ Micron ရဲ့အနာဂတ်အလားအလားဟာ AI ရဲ့ဆက်လက်တိုးတက်မှုအပေါ်မှာအလွန်အမှန်မူတည်နေပါတယ်။ AI server တွေနဲ့ data center တွေဟာပုံမှန် server တွေထက် memory ပမာဏများစွာပုံမိုလိုအပ်တာကြောင့် HPM လို့ပထုတ်လုပ်ကုန်တွေကိုဝယ်လို့အားအောက်ကောင်းနေအောင်မှာပါ Micron ဟာဈေးကွက်တန်တရာရဲ့အတက်အကျကိုလျော့ချပြီးဇီးနှုန်းမြင့်တားတဲ့နည်းပညာမြင့် HPM ထုတ်လုပ်ကုန်တွေကိုအားပေးပြီးပုံမတည်ငြိမ်သောစီးပွားရေးလုပ်ငန်းပုံစံကိုတည်ဆောက်နေတာကြောင့်ကြိုးစားနေပါတယ် Micron Technology ဟာနည်းပညာလောကရဲ့အခြေခံကိုပံ့ပိုးပေးနေပြီး AI ခေတ်ရဲ့အရှိန်ဟောင်ကြောင့်တိတိတသားတိုးတက်နိုင်မဲ့ကမ္ဘာထိပ်တန်းကုမ္ပဏီကြီးပဲဖြစ်ပါတယ် HPM နည်းပညာအကြောင်းပုံမတည်ရှိလို့ရင်မေးမယ်ကောင်းမှမှာပြောပြပေးပါအောင် like and subscribe လုပ်ထားပေးပါလာရောက်ကြည့်ရှုပြည့်တဲ့အထအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ